ဘာလို့ဝဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ KN ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာစာတာရဲ့ကျွန်တော်မန်ဂေးကိုရှာရင်းကန်းကြောင်းလေးကိုပြောကြပါမယ်အဲ့တော့ကျွန်တော်တိကျတဲ့အတိုင်းပဲစာတာရဲ့မန်ဂေးကိုရှာရင်းကန်းကို Boydo Chapter 8မှာ Boydo ကြောင့်စတင်ပြီးနှုတ်ထားခဲ့ရဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဗီဒီယိုမှာဒီစာတာရဲ့ကျွန်တော်မန်ဂေးကိုရှာရင်းကန်းကြောင်းကိုကျွန်တော်လက်လမ်းပြီးတလောက်တူတူဆင်းနေတော့ကြာဖြစ်ပါတယ် ရာဒါ TV လောက်ဖြစ်တဲ့ကျွန်တော်ပေါ့ဒီ blue bot chapter 20နဲ့21မှာလည်းဒီ SADA ရဲ့ MS ရဲ့ validity တွေတော်တော်များများပြပြီးွားဖြစ်ပါတယ်။အဲ့ကျွန်တော် video လေးမစားခင်မှာကျွန်တော်ပြောစင်စရာလေးတခုလို့ရှိပါတယ်။အဲ့ဒါတော့ကျွန်တော်ရဲ့ဒီ channel တက်လေးကို subscribe လုပ်ပြီးတောင်းဆိုခြင်းပါတယ်။နောက်လည်းဒီထက်ပိုကောင်း content တွေတင်သွားဖို့ရှိပါတယ်။ကျွန်တော်ရှင်းမှာပြောခဲ့တဲ့လိုမျိုးပဲ SADA ရဲ့ magnitude sharing gain ကို chapter 18မှာစတင်ပြီးနှိုးထားခဲ့ရပါ။ ီလိုနဲ့ပဲကျွန်တော်တိုင်းစကစ်တွေပါစကစ်လိုက်တာပေါ့ဒီကြားထဲမှာဆာရာဒါနေတဲ့မန်ဂေကျိုရှာရင်ကတ်ကိုမထုတ်သုံးခဲ့ပါဘူးရှင်းပြောရရင်တူကိုရန်ကလည်းသူ့မျက်လုံးကအဲ့ဒီမန်ဂေကျိုရှာရင်ကတ်ပြောင်းသွားတာကတော့တတိမထားပြီးတော့ပါဘူးဒါကလည်းသူ့ကိုယ်သူယုံကြည်မှုမရှိသေးရလဲပါတာပေါ့ကျွန်တော်တို့ခုလက်ရှိ Boydo to Blue Bottle Chapter 20မှာပဲကျွန်တော်တို့ဒီဆာရာဒါရဲ့ Mangigo Sharingan Affinity ကိုစတင်ပြသွားတယ်လို့ပြောလို့ရပါတယ် chapter 20ဆိုတာတည့်ရဲ့အတိုင်းပဲအားလုံးအရင်လာက chapter ဆိုတာအကုန်တည်တယ်။အဲ့တော့ကျွန်တော်တို့ဒီ manga ဖတ်နေတဲ့လူတိုင်းအားလုံးအတောင်တည်ပြီးတော့ပြီလို့ထင်ပါတယ်။အဲ့တော့ကျွန်တော်တို့အကြောင်းအရာကိုကျွန်တော်ဆက်ပြောကြပါမယ်။ရှင်းရှင်းပြောရရင်ကျွန်တော်တို့ Sarada MS စတုံးတာက Yodo နဲ့စကားနဲ့အများကြီးဆိုင်ပါတယ်။ Yodo ကြောက်လို့ကျွန်တော်တို့ပြောရင်ပြောလို့ရပါတယ်။ရှင်းရှင်းပြောရရင်ကျွန်တော် Yodo ကလေဒီရင်ထဲကအတန်တွေကိုကြားနိုင်ပါတယ်။ အဲ့တော့ကျွန်တော်ရှင်းရှင်းပြောရရင်ကျွန်တော်ဆာရာဒါကသူ့ကိုယ်သူယုံကြည်မှုမရှိတာရဲ့သူ့ကိုယ်သူတော့သူ့အကြောင်းသူတော့မတီးတဲ့သူပုံစံမျိုးဖြစ်နေပါတယ်အဲ့တော့သူကသူ့အဲ့ဒီစွမ်းအားတွေကိုဘော်ဒိုအတွက်ပဲရည်ရွယ်ထားတဲ့ပုံပါပဲကျွန်တော်ပြောရမယ်ဆိုရင်ယိုဒိုရဲ့စကားကြောက်ပဲသူ့ရဲ့ဒီမန်ဂေးကို sharing guide ကိုထုတ်သုံးလိုက်တယ်လို့ပြောလို့ရပါတယ်ဘန်ဂေကို sharing ကိုကျွန်တော်ဒီစာသုံးလိုက်တာနဲ့သူ့ရဲ့ပိုလီမှာကျွန်တော်တို့ဒီအမဲရောင်စလုံးလေးတစ်လုံးပို့လာပါတော့အားလုံးမြင်ကြမယ်ထင်ပါတယ် ကျွန်တော်တို့အဲ့ကနေတဆင်ကျွန်တော်ကအာယုံဆက်နေကိုအဒီအမဲယုံအမဲယောင်စလုံးကြီးဆုပ်ယူပြလိုက်ပါတယ်ရှင်းရှင်းပြောရရင်ကျွန်တော်တို့ဒီဘာနဲ့တွားတူမလဲဆိုတော့ဒီဘလက်ဟိုးနဲ့တွားတူပါတယ်စာရာဒာရဲ့မန်ဂီကိုရှာရင်းကန်တို့လည်းတခြားသူတွေတီအိုရီထုတ်လာတာတွေလည်းရှိပါတယ်အီလာတုံးကကျွန်တော်တို့ chapter ထွက်ထွက်ပြီးချင်းမှာပေါ့ဆိုတော့အဲ့ဒီအမဲယောင်စလုံးကြီးကစာရာဒာကသူဘာကိုဆုပ်ယူခြင်းလဲသူ့ရဲ့ရေးချယ်မှုပေါ့မူတည်ပြီးပဲတက်ရောက်တာပါအဲ့တော့သူစိတ်ထဲမှာအာယုံဆက်ကိုဆွဲယူမလားအဲ့လိုအာယုံဆက်မှာတက်ရတော့ပါ ဒါကြောင့်ရူရဲ့အယုံဆက်နေရဆရဒါရဲ့အနာကိုလုံးဝကလုံးမရတော့တာပါအဲ့တော့ဆရကာကလက်ရှိလေးလုံးတူအောင်တပြိုင်တည်းဖန်တီးနိုင်ပါတယ်နောက်ပိုင်းသူ့ရဲ့ဒီမန်ဂေကို sharing ကိုတိချာသုံးချတဲ့ရင်ဒီထက်အများကြီးပူကျန်းလာဖို့ပဲရှိပါတော့တယ်ဒါပေမဲ့ကျွန်တော်တို့တစ်ခုစိတ်ပူရမှာကဆရဒါအနေနဲ့ chakra ကိုပဲစိတ်ပူရပါလိမ့်မယ်ကျွန်တော်ဒီရေအတွက်ညာလာတာနဲ့အများဆွမ်းငင်အားလည်းညာလာပါတယ်အဲ့ဒါကြောင့်ရူနဲ့ဆရဒါကိုကဆွမ်းငင်အားညာလာတာကြောင့်လေးပုံမှာ ျောရတာပါဒါကလည်းဆာရာဒါရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်လို့ကျွန်တော်ပြောရပါမယ်ဘာလို့ဆိုလို့အနီးနားမှာရှိတဲ့ကျွန်တော်မီဆူကီအာရာယာနောက်ပြီးဒီပတ်ဝန်းကျင်တို့လုံးဝတည်ရောက်မှုမရှိတော့ပါဘူးဒါကဆာရာဒါရွေးချယ်တာနဲ့ပုံစံမျိုးပါလူကိုဆွဲနေရဲ့ဆက်လုံးကိုလေသူ့ရဲ့ဒီ right eye mangi ကိုတိရှာအသုံးပြုလိုက်ပါတယ်အဲ့အချိန်မှာပဲဒီဆက်လုံးလေးကအရွယ်စားလုံးဝကြီးသွားပြီးဆွင့်ကလည်းတော်တော်ကြီးကိုပြင်းထန်သွားပါတယ်ရူးနေလှုပ်လို့အောင်မရတော့ပါဘူးလက်လေးတစ်ချောင်းတောင်မှပေါ့ ဲ့တော့ကျွန်တော်တို့ဒီ Sarada ရဲ့ Mangi ကို sharing အကြောင်းကိုကျွန်တော်ပြောကြည့်ပါမယ်။ Sarada ရဲ့ Mangi ကို sharing က Oiru မဲပါ။ Oiru မဲဆိုတာကဂျပန်နိုင်ငံရဲ့ဘာသာတရားတစ်ခုဖြစ်တဲ့ကျွန်တော် Shinto နတ်ဘုရားရဲ့တရားနတ်ဘုရားတူပါ။ဒီနတ်ဘုရားအမာတေရာဆုရဲ့တခြားနာမည်တစ်ခုဆိုလည်းမမှားပါဘူး။ Oiru mae ဆိုတဲ့အဓိပ္ပာယ်ကအလင်းရောင်ကြီးမားတော့မျိုးသမီးလိုဒိဗေရပါတယ်။အဲ့တော့ Sarada Belly ပြန်လဲကြည့်ပါမယ်။ Ruda မြေဆွဲကကြောင့်အမှုတ်ဖြစ်သွားပါတယ်။အဲ့တော့သူ့ရဲ့ဒီဝင်းကြီး ဥစ္စာလေးကပေါ်လာတာပေါ့ပြန်ပြီးတော့ဆာရာဒာရဲ့ဘက်မှာလည်းဒီ chakra နဲ့ရလို့တတိမိသွားပါတယ်သူ့နေနဲ့ chakra ပမာဏနဲ့ဝါလို့လည်းပါရှင်ပါတော့ပါအဲ့တော့ကျွန်တော်ဒီဆာရာဒာရဲ့ mangi ကို sharing ngan အကြောင်းနဲ့အနေငယ်တီးပြီးလောက်ပြီးဆိုတော့ကျွန်တော်ဒီရှေ့ဆက်ရမယ့်ဆာရာဒာရဲ့ character development ကလည်းစိတ်ဝင်စားဖို့ကောင်းနေပါပြီနောက်ဆိုကျွန်တော်ဒီဆူဆာနိုဘယ်လိုပုံစံနဲ့လာမလဲဆိုတာကျွန်တော်တော်စိတ်ဝင်စားနေပါပြီ obi ကို MS နဲ့ခါကြီးစာနိုတုံးကလည်းခါမှုရင်နဲ့တွဲသုံးတယ်လို့မျိုးစာရာဒါကလည်းကျွန်တော်ဒီဘလက်ဟိုးနေနဲ့တွဲသုံးလာတာကိုမြင်ရပါလိမ့်မယ်။ဆိုတော့တခုရှိရာကျွန်တော်ဒီ chakra ပဲစိုးရင်ရပါလိမ့်မယ်။ကျွန်တော်ဒီခိုးကြီးမြင်ခဲ့တဲ့ timeline ထဲမှာလည်းစာရာဒါဘလောက်တိကြံလဲဆိုတာကိုသူ့ပဲတိလောက်မယ်လို့ထင်ပါတယ်။စာရာဒါရဲ့ဒီ mangigo sharingan oiyu မဲကိုလည်းကျွန်တော်ဒီခိုးကြီးဖြစ်စေခြင်းနဲ့ timeline တိုင်းဖြစ်သွားတယ်လို့ပြောရပါမယ်။ အဲ့တော့ဒီနောက်ချက်တာမှာဂျူရာပါတီလုံမလဲဆိုတာကိုစောက်ကြည့်ရပါလိမ့်မယ်ခိုဂျီနေနဲ့သူဖြစ်စေခြင်းနဲ့ timeline ကိုဘော်ဒီရဲ့တဆူတိုးဆန်မှုကြောင့်အနာဂတ်ကြီးပြောင်းလဲသွားမလားဆိုတာကိုကျွန်တော်စောက်ကြည့်ရပါလိမ့်မယ်ရေခုန်ခုန်နဲ့ပေါ့ကဲဆိုတော့ကျွန်တော်ကခေရန်မှာနောက်ဗီဒီယိုမှာကျွန်တော်ပြန်သွေးကြပါမယ်ကျွန်တော်ဒီဗီဒီယိုကကျွန်တော်ရဲ့ဒီ channel တစ်လေးမှာကျွန်တော်ဗီဒီယိုတစ်လေးတင်ရဖြစ်လို့ကျွန်တော်လိုအပ်ချက်လေးတွေကိုလည်းရေးသွင်းနိုင်ပါတယ်ကျွန်တော်ဒီ channel လေးကိုလည်းကျွန်တော် subscribe လုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်ပြီးတော့ app လို့လည်းပြောခြင်းပါနဲ့အဲ့တော့ကျွန်တော်နောက်ဗီဒီယိုမှာအားလုံးကိုပြန်တွေ့ပါမယ်ဒီထက်ပိုကောင်းတဲ့ content လေးလုပ်သွားဖို့ရှိပါတယ်အဲ့တော့ see you next video bye bye